မြန်မာနိုင်ငံရဲ့ခီးသွွားလုပ်ငန်းအခုထက်အများကြီးဖွံ့ဖြိုးလာဖို့မျှော်လင့်တယ်လို့မလေးရှားနိုင်ငံပီနန်ပီနယ်ခီးသွွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးကပြောပါရယ်ခင်နှင်းဖြူဆိုတင်ပြပို့ထားပါရယ်ရှင်မြန်မာနိုင်ငံရဲ့ပီနန်ပီနယ်ဟာကုန်သွယ်မှုပိုင်းမှာကောခီးသွွားလုပ်ငန်းတွေမှာပါရင်းနှီးစွာထိတွေ့ဆက်ဆံမှုတွေရှိနေပါတယ်မြန်မာနိုင်ငံရဲ့စီးပွားရေးဆိုင်ရာအခွင့်အလမ်းတွေပုံမပွင့်လန်းလာရင်နိုင်ငံတကာခီးသွွားတွေကိုအခုထက်ပိုဆွဲဆောင်နိုင်မှာလို့ပြောပါရယ် Myanmar and Penang is a very long history. မြန်မာနဲ့မလေးရှားနိုင်ငံမှာကောင်းမွန်တဲ့ဆက်ဆံရေးတွေအများကြီးရှိပါတယ်။ပို့ကုန်သွင်းကုန်ဈေးကွက်တွေလည်းအများကြီးရှိပါတယ်။မြန်မာနိုင်ငံထွက်တဲ့ကျက်သူမီးသေးတို့အပြင်ထွက်ကုန်တော်တော်များများပြည်နယ်ကိုတင်ပို့ပါတယ်။ပြည်နယ်ကလည်းလျှက်စစ်ပစ္စည်းအများစုတင်ပို့ပါတယ်။မြန်မာနိုင်ငံရဲ့စီးပွားရေးဆိုင်ရာအခွင့်အရေးတွေပွင့်လင်းလာလာတဲ့အမျှ နိုင်ငံတိုးတက်လာပြီးခီးသွားရေးလည်းပိုစိတ်ဝင်စားလာမှာပါမြန်မာနိုင်ငံရဲ့ခီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာဖို့ Master Plan ချမှတ်ပြီး130စီမံကိန်းနဲ့ဆောင်ရွက်နေပါတယ်ခီးသည်တွေလုံခြုံမှုအတွက် Tourism Police တိုးချဲ့ဖို့ခီးစဉ်တိုးချဲ့ဖို့နဲ့ကျွမ်းကျင်လှူဒါန်ရှာဖောက်မှုတွေကိုလည်းအတိအကဆောင်ရွက်နေပါတယ်လက်ရှိမှာတော့မြန်မာနိုင်ငံကို e-visa နဲ့လည်းလာနိုင်တယ်လို့ဆိုက်ရောက် visa ၄ချောင်း၈ချောင်းဝင်ပေါက်တွေကလည်းလာရောက်လည်ပတ်နိုင်အောင်ပြုလုပ်နေပါတယ်ကျွန်တော်တို့ဘာပြောလဲမြန်မာတွေနိုင်ငံကို any country ခုနိုင်ငံပေါင်း၁၀၀ ဒါ e-visa လာလို့ရတယ် visa on arrival ဆိုလဲနိုင်ငံပေါင်း90ကျော် business နဲ့ပေးတယ်เนาะအထူးလေရင်တို့ သမောတို့နဲ့အခြားအဲ special package နဲ့လာရင်လည်း visa honorable ကိုဆက်ပေးနေသေးပါเนาะဟိုတန်းတိုင်ဆုံးကျွန်တော်တို့ဘက်ကတော့ကိုရှိလာတဲ့ blue zoo ပေါ့ဒါ visa ပေးတယ်မြန်မာနိုင်ငံအတွင်း2013ခုနှစ်တည်းမှာနိုင်ငံခြားသားခီးတဲ့နှစ်တန်းကျော်ဝင်ရောက်ခဲ့ပြီး2014ခုနှစ်မှာတော့နိုင်ငံခြားသားခီးတဲ့3တန်းဝင်ရောက်ခဲ့ပါတယ်အခုနှစ်တည်းမှာတော့ခီးတဲ့4တန်းနီးပါးဝင်ရောက်ဖို့မျှော်မှန်းထားပါတယ်ကျွန်မခင်းမြစ်ဆိုပါ